မလင်းရတင်ခဲ့တဲ့အခြေခံ interview မိကွန်းတွေကိုဘယ်လိုဖြေရမလဲဆိုတဲ့အဆက်လေးကိုဆက်လိုက်ရအောင်။သူကနည်းနည်းလေးပြပြစုံလေးဆရာရှင်းပြခြင်းနဲ့ကြောင်ဆရာနှစ်ရက်ခွဲတင်ပေးမယ်လေ။ဒါထက်မှာကပြည်စုံစီခြင်းစီရဲ့အတွက်ဒီနေ့သင်ခန်းစာမလက်ဖတ်မှာလည်းနောက်ထပ်အပိုလေးထပ်ပြီးရှိနေမှာဖြစ်တဲ့ interview နဲ့ပတ်သက်တဲ့ဟာ၃ရက်ဖြစ်သွားတာပေါ့နော်။ကဲဟုတ်ပြီအဲ့တော့ဒီမှာရှိတဲ့နောက်ထပ်မေးခွန်းအစ်တတွေကဘာလဲဆိုရင်မင်းအားသာချက်တွေကဘာလဲဆိုရတော့ဘယ်လိုမျိုးအင်္ဂလိပ်လိုမေးလာမလဲ။ကိုယ့်ဘက်ကပြန်ဖြေတဲ့ခါကျရင်ဘယ်လိုမေးခွန်းလေးဖြေလို့ရလဲဘယ်လိုဖြေမျိုးဖြေလို့ရလဲဆိုတာဒီမှာပြထားရယ်။ငါကကောင်းတဲ့ဆက်ဆံရေးစွမ်းရည်တွေရှိတယ်။နောက်စနစ်ကြတယ် အခြေအနေအသက်တွေကိုလည်းမြန်မြန်ဆန်ဆန်လိုက်လျောညီထွေးနေနိုင်တယ်။ဒါတွေအရဆိုရင်အလုပ်တစ်ခုဟိုကိုယ်ခန့်ဖို့အတွက်ပေါ့နော်။ဒါမဖြစ်မနေအရေးပါတဲ့အပိုင်းတွေဖြစ်တယ်။ဆက်ဆံရေးကောင်းတာရယ်။စနစ်တကျရှိတာရယ်။စီကံရှိတာပေါ့။ပြီးအခြေအနေအသက်တွေကိုမြန်မြန်ဆန်ဆန်လိုက်လျောညီထွေးဖြစ်နိုင်တယ်ဆိုတာဟိုအခြေအနေဆိုတာအမြန်ပြောင်းလဲနေတယ်နော်။ပြောင်းလဲနေတဲ့အခြေအနေပေါ်မူပြီးတော့ဒီလိုအခြေအနေမျိုးကဒီလိုပြောင်းဝင်တော့ငါမလုံနိုင်တော့ဆိုတာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုပဲပြောင်းပြောင်းအဲ့ပြောင်းသွားတဲ့အတိုင်းလိုက်ပြီးမြန်မြန်ဆန်ဆန်လိုက်လျောညီထွေလိုက်နေနိုင်လေဆိုရဲစွမ်းရည်တွေက ရှိရဲဆိုတာပြောပြနိုင်ဖို့အရေးကြီးတယ်အဲ့ဒါတွေကိုအင်္ဂလိပ်လို vocabulary တွေသိဖို့လိုတယ်အဲ့ဒါကို set နေတဲ့ဟာတွေသင်ပေးမှာဖြစ်တယ်ဟောနောက်ကမင်းရဲ့အားနည်းချက်တွေကတော့ဘာတွေလဲလို့မေးလိုက်တယ်အားနည်းချက်ဆိုတာကတကယ်တကယ်တော့မပြောပြရင်တော့အကောင်းဆုံးပဲဒါပေမဲ့အားနည်းချက်တွေမေးလိုက်ကမှအားနည်းချက်မရှိဘူးလို့ပြောလို့ရှိရင်음ပြောမယ်ဆိုရင် blue မှာ perfect မဟုတ်တဲ့အခါကျတော့အဲ့လိုပြောတဲ့အခါကျတော့လေကိုယ့်ကိုမြှောက်ပြောလုံးဝကြားတယ်အဲ့တော့ အားနှဲ့ချက်မဟုတ်တော့တဲ့ဟာကိုအားနှဲ့ချက်သဘောမျိုးလေးနဲ့ပြောရတယ်ပြီးရင်အဲ့ဒါလေးကိုပဲချက်ချင်းဖြည့်ဆည်းပြန်ထိုးရတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုရင်တစ်ခါတလေငါကအသေးစိတ်တွေကိုအရန်အာယုံဆိုင်လုံးတယ်အသေးစိတ်လေးတွေကိုအာယုံဆိုင်တယ်ဆိုတာအားနှဲ့ချက်တစ်ခုမှမဟုတ်တာ ဲ့မဲ့သူကလုံးနေဆိုတဲ့ဟာလေးတခုနဲ့သူအားနေချက်ပုံစံလေးအယောင်ဆောင်ဟိုင်းထားလိုက်တယ်ပြီးချက်ချင်းပဲအဲ့ဒါဖြည့်ဆည်းပြန်ထုတ်ထားတယ်အသေးစိတ်ဒီအယောင်ဆိုင်နေတော့မင်းအချိန်မျိုးဖြုံးတော့မှလားလို့သူကထင်တော့ထင်ချင်းလာမှာဖြစ်တဲ့အတွက်ကြောင့်နောက်ကနေပါလေးပြန်ပြောထားတယ်ဒါပေမဲ့ငါအချိန်မျိုးပူကောင်းကောင်းစီမံခြင်းကိုတော့ကလောက်ဆောင်နေအချိန်မျိုးတော့ပြန်ပြီးကောင်းကောင်းလေးစီမံခံဝဲဖို့ကပြန်ပြီးတော့လုပ်နေတယ်စူးစမ်းနေတယ်ဆိုတဲ့ပုံစံလေးနဲ့ပြန်ဖြည့်ထားလိုက်တယ်ဒါဆိုရင်စွမ်းရည်ကောင်းတဲ့ဟာရော အာပြောလို့ရှိရင်အားနဲ့ချက်ကိုလည်းပြောပြတတ်ပြီဒါပေမဲ့ဘယ်လိုပဲပြောပြတတ်သေးရလဲဗမာလိုပဲပြောပြတတ်တယ်ဒါဆိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာကိုကြည့်လိုက်ရအောင်ပြမင်းအားသာချက်တွေကဘာလဲထုံးစံတိုင်းမှာဘာလဲဆိုတော့ဆရာဘာနဲ့စာလဲဆိုရင် what's နဲ့စာရပေါ့နော်အဲဘာလဲနောက်အားနဲ့ချက်အားသာချက်ကများများလေးမြင်ရင်ဘာတွေလဲလို့မေးချင်အများအောင်မေးချင်သူကဒီလိုမျိုးမေးနိုင်တယ် what is လို့မဟုတ်ဘဲနဲ့ what are လို့မေးနိုင်တယ်မင်းရဲ့ဆိုတာတင်ဤဆိုတော့ဆရာဘာလာလဲဆိုရင် you are what are you are အားသာချက်ဘယ်လိုခေါ်လဲ strength လို့ခေါ်တယ် strength မှာ athlete ထည့်ပေးရတယ်အဲ့တော့ what are your strengths နည်းအားသာချက်တွေကဘာတွေလဲဟုတ်ပြီဟုတ်ပြီအဲ့တော့ပထမဆုံးငါကကောင်းတဲ့ဆက်ဆံရေးစွမ်းရည်ရှိတယ် subject ကငါဆိုတော့ i ပေါ့ရှိတယ် subject ပြင်ခုနက verb ကိုသွားမှာရှိရဆို have ပေါ့နော်ကောင်းတာကိုအင်္ဂလိပ်လိုလေးလေးပဲဒီမှာတခြားလေးနားလည်ဒါလေးကသိမခက်ဘူး I have good ဆက်ဆံရေးကိုဘယ်လိုခေါ်လဲဆိုတော့ communication လို့ခေါ်ရနော်အဲ့တော့ဖြစ်သွားလဲ I have good communication စွမ်းရည်တွေဆိုတော့ skills လို့ athlete တော့ထည့်လိုက်အောင်မယ် I have good communication skills ငါမှာကောင်းမွန်တဲ့ဆက်ဆံရေးစွမ်းရည်တွေရှိတယ်ပြီးငါစနစ်ကြတယ်စနစ်ကြတာကိုအင်္ဂလိပ်လိုဘယ်လိုခလဲဆို organize လို့ခေါ်တယ် O R G A N I Z E T organize ဒါပေမဲ့သူဒီ adjective ဖြစ်တယ် adjective ဆိုရင်ရှေ့ရက်30 series အခြေခံအင်္ဂလိပ်စာစီမှာဆရာပြောခဲ့တယ် adjective တွေစီးရှေ့မှာဘာလေးထည့်ပေးရမလဲ but to be လေးထည့်ရမလဲ have ဆိုတော့ am စာလေးထည့်မယ်ပေါ့ i ဆိုတော့ am လေးထည့်လိုက်မယ်အဲ့ဒီ am နဲ့ adjective နဲ့ပေါင်းလာမှာစနစ်ကြတော့ဒီစနစ်ကြတယ်ဆိုတာဖြစ်သွားမှာ i'm organized and ပြီးတော့ငါစနစ်လက်ကြသေးတယ်တို့ မင်းနဲ့တက်ကလေးမင်းနဲ့မသိဘာမှပြောလို့မရဘူးဆိုတော့တခြားလေးမှတ်ထားမယ်အားကြောင့် vocabulary အစ်စ်တွေကိုချရေးမယ်ကြက်မယ်ဒါကြောင့်လုံးရေးပြီးတော့မတိရအလင်းရလေးကိုမြင်တာပြီး vocabulary နှုတ်ထုတ်ပြီးတော့ကျင့်တာပို့ပြီးအကောင်းဆုံးဖြစ်မယ်လို့ဆရာတော်ထင်တယ်အဲ့တော့ I have good communication skills I'm an organizer ပြီးရင်လာပြီးငါဘာလုပ်နိုင်လဲလိုင်လျောညီထွေနေနိုင်တယ်ဆိုတော့ subject ပြန်စမယ် I can ငါလုပ်နိုင်တယ်လိုင်လျောညီထွေနေနိုင်တာဘယ်လိုခေါ်လဲဆို adapt လို့ခေါ်ရဒီလုံးလေးမှတ်ထား adapt ဆိုတာအဲလိုင်လျောညီထွေလိုက်နေနိုင်တာပေါ့နော် ဟိုအခြေအနေဘယ်လိုပဲပြောင်းပြောင်းဟိုရိုင်းတဲ့သူတွေပဲတွေ့တွေ့ရင်ကျေးတဲ့သူတွေပဲတွေ့တွေ့ lifelong issue နေနေတာကို adapt လို့ခေါ်တယ် I can adapt ဘာလို့လဲဆိုလို့ရှိရင်အခြေအနေအစ်တွေကိုမြန်မြန်ဆန်ဆန် lifelong issue နေထိုင်တယ်မြန်မြန်ဆန်ဆန် lifelong issue နေနိုင်တာဖြစ်တဲ့တော့ဒီ verb ကတော့မှ quickly ဆိုတဲ့ effort ကို damage ထိလိုက်မယ် I can adapt quickly ဘာလို့လဲဆိုတော့အခြေအနေအစ်တွေကိုအဲ့တော့ to အစ်တွေဘယ်လိုခေါ်လဲဆိုရင် new situation အဲ့တော့ဘာဖြစ်သွားလဲဆိုရင် I can adapt quickly to new situation ငါအခြေအနေသစ်တွေကိုလည်းပဲငါမြန်မြန်ဆက်ဆက်လာလွတ်ကြည့်ရှုနေတယ်ပြန်ပြောပြမယ် I have good communication skill ကောင်းမွန်တဲ့ဆက်ဆံရေးဆိုရင်ရှိတယ် organize ဆိုတာစနစ်ကျသော I'm an organize ငါစနစ်ကျတယ်အရှိန်မပြောတတ်ရင်တော့ဒီကြောင်တော့ပြောနိုင်တော့မဆို I'm organize ငါစနစ်ကျတယ်အဲ့ပြီးတော့ I can adapt ငါလည်းလွတ်ကြည့်ရှုလုပ်နိုင်တယ်ဘယ်လိုလုပ်နိုင်တာလဲ quickly မြန်မြန်ဆက်ဆက်လာလွတ်ကြည့်ရှုလုပ်နိုင်တယ် adapt to ကဒါအတွဲလေးဆိုတော့နောက်မှ to ကတော့ရှိနေမယ် ဘာတွေကိုလဲဆိုရင် new situation ဆိုတာအခြေအနေအသစ်တွေကိုဆိုတဲ့အဓိပ္ပာယ်ရတယ်။ဒါဆိုရင်အားတာချက်ကိုကောင်းကောင်းယူဟိုပြောနိုင်ပြီပေါ့နော် I can adapt quickly to new situation ။ကဲလာပြီမင်းရအားနေချက်တွေကောဘာတွေလဲဘာတွေလဲဆိုတာမနဲ့ပဲဆာမလဲ what အများကိုမေးမှဆိုတော့ are ပေါ့ main ချက်ဆိုတာတင် e ဖြစ်တဲ့တကြောင် you are အားနေချက်အားနေချက်ကိုလောက်ခလဲဆိုရင် weakness ပေါ့အများဆိုတော့ es ချက်ထည့်လိုက်တယ်အဲ့တော့ what are your weaknesses ပေါ့ what are your weaknesses မင်းရအားနေချက်တွေကဘာတွေလဲလာပြီး hardly sometimes ဖြစ်လေ subject လာပြီငါဆိုတော့ i subject ပြီ byte ကိုသွား back ကိုသွားမယ် back ကဘာလဲဆိုရင် i on site အဲ့ဆိုင်တိုင်းလို့ပြောခေါ်လဲဆိုရင် focused focus ဒါပေမဲ့ तू ကဘာပဲလဲ adjective ပဲဒါဆိုခုနကခုနက organize လုပ်လို့ပဲလောက်ရတော့မယ်ဘာထည့်လဲဆိုရင် i am focus ငါ i on site တယ် i am focus ဆိုတာကောင်းနေတာเนาะဘာလို့အဆက်ရလဲအသေးစိတ်လေးတွေဆိုတော့ on detail ပေါ့အသေးစိတ်လေးတွေအပေါ် i on site တယ် on details အသေးစိတ်တွေပေါ့ i on site တယ်အဲ့ဒါကောင်းလားမကောင်းလားကောင်းတာပေါ့အသေးစိတ်အစီ i on site ဆိုတာကောင်းတယ်ဒါပေမဲ့အဲ့ဒါကိုအားနည်းချက်အဖြစ်ဖြစ်အောင်ဗာလေးသွားထိမ့်လိုက်ဆိုလုံးတယ်ဆိုတော့လေသွားထိမ့်တော့ဒီအကူဖြစ်တဲ့ဘတ်တူဘီနဲ့ဒီ adjective ကြားတဲ့ဗာလေးသွားထိမ့်လိုက်လို့ဆို true လေးသွားထိမ့်လိုက်တယ် true ဆိုတာကအရန်ဟိုဖြစ်လုံးတယ်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ် negative သဘောထွက်စေတယ် true ကနော်ဟို tall ဆိုတာအရက်ရှိတာ very tall ဒါဆိုအရန်အရက်ရှိတယ်ဒါဆိုကြည့်လို့ကောင်းတယ် true tall ဆိုတာကြတော့အရက်ရှိလုံးတယ်လို့အဓိပ္ပာယ်ထွက်သွားတယ် မကောင်းတော့လောက်ရှည်လုံးနေဆိုတယ်ဒီပဲထွက်သွားတာပြောချင်တာ truth is negative ဖြစ်စေတယ်အဲ့တော့ခုနကပြောတဲ့ဆရာပြောတာအယောင်ဆောင်တယ်ဆိုတာအဲ့ဒါပေါ့ကောင်းတယ်ဆိုတဲ့ကောင်းတဲ့အချက်ကလေးကိုမကောင်းတဲ့ဟာလေးကိုနည်းနည်းလေးထည့်ပြလိုက်တာအဲ့ဒါမှကိုယ့်ရဲ့ဘာသဘောလေးဖြစ်သွားမလဲအားနေချက်သဘောဖြစ်ပဲဒါမှလည်းသူ့ရဲ့မူရင်းဒီကောင်းတဲ့အချက်ဖြစ်တော့အားနေချက်လို့ထင်ရစရာမရှိဘူးတလားဒါကလည်းစိတ်ပညာတစ်ခုပဲအဲ့တော့ I am too focused on details details ပါလေအသေးစိတ်တွေပေါ့ဟို meaning ချက်နော် details ဆိုအသေးစိတ်တွေပေါ့ဟို အကုံသွားလို့နည်းနည်းလေးလွတ်သွားရတယ်။ဒါလည်းပြောပြမယ်။ on detail အသေးစိတ်ပေါ်ဘာဖြစ်လုံးလဲ။ငါ I am too focused ငါအဲ့မှာဖြစ်လုံးလဲ။အာယုံစိုက်လုံးနေ။ဒါပေမဲ့အဲသူကချက်ချင်းပဲအားနေချက်မဟုတ်တဲ့ဟာကိုအားနေချက်ပုံစံလုပ်ပေးရပြီ။ဒါခါအားသာချက်လေးကိုအားနေချက်မျိုးကမှဂျားညက်လေးထည့်အောင်ပဲဖြည့်ဆည်းထိုးအောင်ပဲ။အဲတော်တော်လေးကိုကောင်းတဲ့ဟိုငါကအချိန်တွေကိုပိုကောင်းကောင်းစီမံခြင်းကိုလှုပ်ဆောင်နေတယ်။ကိုက ဟိုအသေးစိတ်ကိုအာရုံရမ်းဆိုင်တယ်ဆိုတော့အချိန်တွေများဖြုံးနေမလားအချိန်တွေများကုန်နေမလားအလုပ်ပဲမတွင်ပဲနေမလားလို့ထင်မှာဆိုတဲ့အတွက်ကြောင့်အင်းအဲ့လိုမျိုးထင်ပါဆိုကြအောင်ငါအဲ့လိုတော့လည်းမဟုတ်ပါဘူးအချိန်တွေလည်းစီမံကောင်းကောင်းစီမံဖို့ငါလုပ်နေပါတယ်ဆိုတော့ချက်ချင်းဖြည့်ဆည်းလမ်းတွေထိုးပေးလိုက်တာအာတာချက်ကိုအားနဲ့ချက်ရဲ့အဖြေမှာကြားပြက်လေးတောင်းထည့်ပေးလိုက်တာပေါ့နော်အဲ့တော့ but i ာလုပ်နေလဲ subject ပြီးနောက်ဆုံးသွားလှုပ်ဆောင်နေတယ်လှုပ်ဆောင်နေတာအခုလှုပ်နေတာဆိုရင် MS server engine နဲ့ရေးရတယ်ဒါအင်္ဂလိပ်စာအောက်တက်ခြင်းပုံရက်30 CV မှာတင်ထားပေးပြီးသားအခုလှုပ်နေတဲ့ဟာလေးဆိုရင် MS server engine နဲ့ရေးရတယ်ဆိုတော့ I am working on ဒါသူအတွက်လေးတရားလှုပ်ဆောင်နေတယ်ဘာလို့လှုပ်ဆောင်နေလဲဆိုရင်ရှင်စီမံခြင်းကိုလှုပ်ဆောင်နေတယ်စီမံခြင်းကိုဘယ်လိုခေါ်လဲဆိုရင် managing ပေါ့ I'm energy managing အဲ့တော့ I am working on managing ဘာလို့စီမံတာလဲငါအချိန်တွေကိုဆိုတော့ my time နားချင်လို့စီမံတာဘယ်လိုဖြစ်အောင်စီမံတာလဲပို့ပြီးတော့ကောင်းကောင်းဖြစ်အောင်စီမံတာဆိုတော့ better better ပို့ပြီးတော့ကောင်းတာအဲ့တော့ I am working on managing my time better ဒါပြပြောမယ် sometimes I am too focused on details but I am working on managing my time better အဲ့တော့အားနည်းချက်ကိုတော့မှအားသာချက်ထည့်ပြီးတော့ဖြေတဲ့အဖြစ်မျိုးပေါ့ခဒါဆိုရင်ဒီနေ့နဲ့လည်းအဲဒါဆိုရင်အတိအကမဖြစ်မနေအမေခံရနိုင်တဲ့မေးခွန်းတွေကိုဆရာပါဖြစ်ပြီးသွားရဆိုရင်လေ့ကျင့်ပြီးသွားပြီ ါပေမဲ့လည်းမနက်ဖြန်ကြာရင်စိတ်မချသေးတဲ့အတွက်နောက်ထပ် interview နဲ့ပတ်သက်တဲ့မေးခွန်းကိုမနက်ဖြန်တည့်ရက်ထပ်ပြီးတော့အာပြောပြပေးဦးမယ်နော်ရက်60ပြည့်ရဲ့အခြေဆရာ screen series ကိုတင်ချာလေးတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲတင်ချာကြိုးစားကြပါဒါပြီးလို့ရှင်လည်းနောက်ထပ်ဟိုအားလုံးအတွက်ဟိုအကျိုးရှိမဲ့တကယ်တက်မြောက်စေမဲ့ series တွေကိုဆက်ပြီးတော့ဆရာတင်ပေးတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲဆက်ပြီးတော့ကြိုးစားကြပါလေ့လာကြပါမကျော်ဘဲနဲ့တနေ့တာတနေ့စာကိုဟိုကြည်ညအောင်လေ့ကျင့်ကြပါလို့ဆရာဒီနေ့ကလည်းပြောလိုက်ပါတယ်အားလုံးပဲ fighting ပါ